အဘသာဆွေးဆမှုဝတိကုတရာမင်္ဂလာပါဒီနေ့တော့မြိုင်မှာစစ်ကောင်မရှင်တက်သားအုပ်ကိုတိုက်ခိုက်ခဲ့ရာတူးသေးဆုံးပြီးတော့တူးကိုလက်နေတကွာဖမ်းမိတဲ့တဲ့တင်စိုက်ကဲချင်းတိုက်မိမလို့ဖြစ်ရကနေစကားများပြီးလက်တီနဲ့ထိုးတဲ့သူကိုစစ်ကောင်မရှင်တက်က ရွေးကောက်ပွဲနောက်ဆက်ဖြစ်စီတဲ့ပုံမှန်တက်ပြီးတော့အေးအေးယူတဲ့တဲ့တင်ဒီဘောမှာနေရပြန်လာသူတွေစစ်ကောင်မရှင်တက်ကိုမိုင်းရှင်းခန့်စက်နဲ့သိပေးဆောင်နေရတဲ့တဲ့တင် ။စားတဲ့သတင်းတွေအပါအဝင် Federal FI ရဲ့ဒီနေ့နိုဝင်ဘာလ20ရက်နေ့အတွက်နေ့စဉ်သတင်းတွေကိုကျွန်မအင်းဒီကတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်မြိုင်စမှုနှစ်ကနေရိတ်ခါလူနဲ့အတူထွက်လာတဲ့စစ်ကောင်မရှင်တပ်သားတို့ကိုတော်လရေးတပ်ဖွဲ့ဖက်ကပြစ်ခတ်တိုက်ခိုက်ခဲ့ရာတအူးပွဲချင်းပြီးတည်ဆုံခဲ့ပြီးတော့အကြံတအူးကတော့လက်နေနဲ့တကွာဖမ်းဆီးရမိခဲ့တယ်လို့မြိုင်ဖက်ကဖက်ကတည်င်းထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကဖာကိုဘရာဒါတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုကမနေ့နိုဝင်ဘာလ19ရက်မနေ့9နိုင်ဝန်းကျင်မှာပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဖမ်းဆီးရမိတဲ့စစ်တပ်ပတ်တူကတော့ဈေးကူတာမှုပေးနေတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကော်မရှင်တပ်တွေထံကနေ MA1 တနတ်တလဲ G-box 6ခုခင်းရဲနဲ့ကြက်အတုံးအဆောင်ပစ္စည်းတွေကိုတင်ဆက်ရမိခဲ့တယ်လို့မြိုင်ပကဖာကဖော်ပြထားပါဗျ။ ပကိုးရိုင်းအုပ်တွင်မြို့နယ်မှာစိုက်ကဲချင်းတိုက်မိမလို့ဖြစ်ရကနေရန်ဖြစ်စကားများပြီးလက်တီနဲ့ထိုးမိတဲ့သူကိုစစ်ကော်မရှင်တပ်ကရွေးကောက်ပွဲနောက်ဆက်ဖြစ်စီတဲ့ပုံမှန်တက်ပြီးတော့အရေးယူလိုက်ကြောင်းသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ7ရက်နေ့ည09:45မိနစ်မှာ အုတ်သွေးမြို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံရဲ့ရုံးအကူအသက်24နှစ်အရွယ်ပူပူထွန်းဟာရုံးကနေနေအေကိုပြင်လာနေစဉ်မီးပွိုက်လန်းဆုပ်အရောက်မှာထုံးမင်းလက်ဆူတွေနဲ့စိုက်ကဲချင်းတိုက်မရုံမလို့ဖြစ်ခဲ့တာလို့စစ်ကော်မရှင်ဘက်ကသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကော်မရှင်ကတော့ထုံးမင်းလက်ဟာရွေးကောက်ပွဲရုံအကူဖြစ်တဲ့ပိုပိုထုံးကိုရုံတော်မထမ်းဆောင်နိုင်အောင်ပြုလုပ်ရဲလို့ကောင်းစင်တက်ပြီးသူတို့ကိုယ်တိုင်ရေးဆွဲပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲနောက်ရှယ်ဟန်တာဖြစ်စီခြင်းကနေကာကွယ်ပေးရေးဥပဒေပုံမှန်24ကကြီနဲ့အမှုဖွင့်ခဲ့ပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမြို့ပေါ်ရှိနေတဲ့သူကတော့စိုက်ကယ်ချင်းတိုက်မိမလို့ဖြစ်လို့စကားများတာကနေခြေပါလက်ပါဖြစ်တယ်ဆိုရင် ရစတန်ကြီးပုံမလိုမျိုးနဲ့အမှုဖွင့်အေးအေးယူတင့်ပေမဲ့ရွေးကောက်ပွဲရုံအကူဖြစ်တာနဲ့တဖက်ကိုဒီလိုပုံမတက်ပြီးအမှုဖွင့်လိုက်တာကတော့မဖြစ်သင့်ဘူးလို့မှတ်ချက်ပြုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီပေါ်မြို့မှာနေရက်ပြန်လာသူတွေစစ်ကော်မရှင်တပ်ကိုမိုင်းရှင်းခအနေနဲ့စက်နှစ်သိန်းပေးဆောင်နေရတယ်လို့ Federal FN ကစုံစမ်းသိရှိရပါတယ်။စစ်ကော်မရှင်တပ်ဟာတီပေါ်မြို့ကိုပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကနေပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ နေရက်ပြန်လာကြတဲ့စစ်ပေးဆောင်အများအပြားဟာ စစ်ဆေးမှုအမျိုးမျိုးကိုခံယူနေရတဲ့အပြင်မိုင်းရှင်းလင်းခါဆိုပြီးစစ်ကောက်စီတပ်ကရက်ွက်အုပ်ချုပ်ရေးမှုတွေထမ်းနေတဲ့စင်ငွေကျက်နှစ်သိန်းကောက်ယူခိုင်းနေတာကြောင့်ပေးဆောင်ကြရတယ်လို့သိရပါတယ်ဒါပြေစစ်ကော်မရှင်တပ်ဟာမြို့သွေးမှာရှိတဲ့ဌာနဆိုင်ရာရုံးတွေတမကပြည်သူစေယုံတွေမှာလည်းတက်ဆွဲထားပြီးတော့လူငယ်နဲ့လူလက်ပိုင်အရွယ်တွေကိုရှောက်တခင်ဖမ်းဆီးကပေါ်တာဆွဲတာတွေဖြစ်လုပ်နေလို့ရွာဖက်ကလူတွေဆိုရင်မြို့ထဲကိုမလာရဲကြတော့ဘူးလို့ဒေသခံတို့ကဆိုပါတယ်။ မြန်မာနိုင်ငံမှာစစ်အုပ်စုနဲ့သူ့ရဲ့ဩဇာခံ PDF တို့ပါဝင်ပတ်သက်နေတဲ့ကြောက်ဖြတ်လုပ်ငန်းတွေကိုအမေရိကန်ကတိုက်ဖြတ်ဖို့လှုံ့ဆော်နေခြင်းဟာနောက်ွယ်မှာလူဝဲတဲ့ရည်ရွယ်ချက်ရှိနေတယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကမနေ့ကနိုဝင်ဘာလ19ရက်နေ့မှာထုတ်ပြောလာပါတယ်ပိကရရဲ့ပိုင်းကကြောက်ဖြန့်ကိစ္စနဲ့ပတ်သက်ပြီး scan sentence strike foot ဖွဲ့စည်းပြီးဖြစ်ကြောင်းအပါအဝင် DKPA ထိပ်ပိုင်းခေါင်းဆောင်တို့ကိုအေးအေးယူပိတ်ဆို့တဲ့အမေရိကန်နိုင်ငံရဲ့ ထုတ်ပြန်ကြေညာချက်ပါအချက်အလက်တွေကိုကောက်နှုတ်ပြီးအခုလိုတုံ့သက်တာလို့ဘူချုပ်စောမင်းထွန်းကပြောပါရယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး strike force ဘာမှအဖွဲ့ဟာမြန်မာနိုင်ငံမှာရှိတဲ့လိမ်လည်မှုစင်တာတစ်ခုကိုစစ်ဆေးရေးတွေပြုလုပ်ခဲ့သည်ဆိုပြီးပါတာတွေ့ရပါတယ်သူတို့စစ်ဆေးရေးဘလို့လုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာကိုတော့ကျွန်တော်တို့မသိပါဘူးမြေပြင်မှာလည်းတွေ့ရတာမရှိပါဘူးလို့သူကဆက်ပြောပါတယ် ကြောက်ဖြက်လုပ်ငန်းဌာနချုပ်လို့သတ်မှတ်ခံထားရတဲ့ရွှေကုတ်ကူမျိုးတက်ကို အပိုင်စားရထားတဲ့သူတွေဟာစစ်ကော်မရှင်ဩစာခံပူမူကြီးစောချစ်သူဦးစားရ PGF တွေဖြစ်နေပြီမဲ့ဘူချုပ်စောမင်းထွန်းကတော့ကြောက်ဖြက်လုပ်ငန်းမှာပါဝင်ပတ်သက်တာဟာ BGF အမိခံတွေဖြစ်တယ်လို့ဆိုသွားပြန်ပါတယ်။ စကိုင်းတိုင်းနာဂကိုပိုင်အုပ်ချုပ်ခွင့်ရသေးတာနန်းယူမြို့နယ်ပန်ဆောင်မြို့နယ်ခွဲနယ်အိန္ဒိယနိုင်ငံအကြားနေဆက်မှာခြံစည်းရိုးခတ်ဖို့အိန္ဒိယအစိုးရဘက်ကပြင်ဆင်နေတဲ့အတွက်ဒေသခံတွေကန့်ကွက်နေကြပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကစပြီးပန်ဆောင်မြို့နယ်အိန္ဒိယအကြားနေဆက်တလျှောက်မှာခြံစည်းရိုးခတ်ဖို့အိန္ဒိယအစိုးရဘက်ကစည်ရင်တရားတွေလာရောက်ချထားပြီးတဲ့နောက်မှာဒေသခံတွေကဒီလိုခြံစည်းရိုးခတ်မဲ့အပေါ်ကန့်ကွက်ကြတာဖြစ်ပါတယ်။ နာဂလူမျိုးစုတွေဟာမြန်မာနိုင်ငံအဖက်ခြမ်းကနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင်အိန္ဒိယနိုင်ငံဘက်ကနဂလန်ဒေသမှာပါပြန့်နှံ့နေထိုင်နေကြတာပါအဲ့ဒီအတွက်အားလုံးဟာနေဆက်တလျှောက်မှာဟိုဖက်ဒီဖက်ကူးတန်းသွားလာရောင်းဝယ်မှုတွေပြုလုပ်ရင်နေထိုင်ကြတဲ့သူတွေဖြစ်တဲ့အတွက်အခုလိုချန်စီယူခန့်လိုက်ရင်တော့အားလုံးအခက်အခဲတွေ့မှာကိုဒေသခံတွေကစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်အိန္ဒိယဘက်ကချန်စီယူခတ်ဖို့ပြင်ဆင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ နန်းရွေးမြို့အခြေဆိုင်ညီညွတ်တော်တန်ရှမ်းနာကကောက်စီကနိုဝင်ဘာလ16ရက်နေ့မှာကန့်ကွက်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒီနေ့နိုဝင်ဘာလ20ရက်နေ့အတွက် Fair FIN နေ့စစ်တေးနေ့ကိုကြားခဲ့ရပါကျွန်မအင်းဒီပါရှင်။